အလုံးမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကနေပြန်လဲကြိုးစိုးလိုက်ပါတယ်အခုကျွန်တော်ဖတ်ပြပေးခြင်းတဲ့ဝတ္ထုတူလေးကတော့ဇိုက်ဆရာကျူးနေရေးသားထားတဲ့အမြန်နန်းတီတာကဗျာဝဲလို့မြည်ရတဲ့ဝတ္ထုတူလေးဖြစ်ပါတယ်ခင်ဗျာနာတော့တာဆင်ပြေးကြပါအောင်ခင်ဗျာမြန်နန်းတီတာကဗျာဝဲကဲမထူးတော့ဘူးချမယ်ကွာလို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်နဝေတင်တောင်းနဲ့အရန်ဆုံးဖြတ်တာမျိုးမဟုတ်ဘူးမလို့ရင်မဖြစ်ဆောင်လဲဖို့လည်းမသိတုတ်တဲ့အခြေအနေမျိုးကိုရောက်နေလို့ကျွန်တော်ရေးရေးရင်းရင်ပြက်ပြက်သားသားဆုံးဖြတ်လိုက်တာ ချမယ်ဒါကိုချမယ်ကျွန်တော်နဲ့အတူထိုင်းနေတဲ့အောင်တန်းမြင့်ကကျွန်တော်မျက်နှာမျက်နှာကလေးကိုမျက်စိတငယ်နားတငယ်နဲ့ကြည့်လို့ဒီကောင်ကနားကလေးလေအုံနောက်ကလည်းချက်မပြေရှာဘူးပိုဆိုးတာကစာပြီလဲမလိလားဆရာကောင်းလဲမချပဲတနေကုန်တနေကန်ဖះမှာသွားသွားပြီးပတိစိတ်နေတာပဲတခါတခါလေးတမထထိုင်နေလို့ပြောတယ်ဘယ်လိုနီးနေတရနဲ့ဘယ်လိုတမထလန်းစင်မန်းတော့မသိဘူးသူ့ကြည့်လိုက်ရင်တော့ကော်ဖီမုန့်ရောင်ရှက်အင်းကြီးလက်ရှိ ိတ်ကတ်ထဲမှာတရားရှိလုံးပရိဒဂုံးကိုအမြဲခောက်ပြီးထည့်ထားတတ်တယ်။တခါတလေကျတော့အောင်တန်းမြင့်ကကျွန်တော်တို့အရက်ပိုင်းမှာအရက်မတောက်ဖ ೇನೆ လာထိုင်နေတဲ့ပြန်နေ။လာထိုင်ပါတိုင်းမကြားတကြားနဲ့ကျွန်တော်တို့ကမူးမူးနဲ့ကပောက်ခရောက်ပြုံးနေကြတာတွေကိုနားဆွင့်နေ။ပြီးတော့ဒီဂရီလွန်ပြီးရိုင်းတဲ့လူအန်တဲ့လူတွေကိုတွဲကူဖေးမာတယ်။အိမ်တန်းရာရောက်ပြုစုစောင့်ရှောက်ပြီးတယ်။ ဒီငနေသာအုံနောက်ညံပုံမှန်အတိုင်းရှိပြီးနည်းနည်းပပလဲထမြက်မယ်ဆိုရင်ဂန္ဒီကြီးတို့ရဲ့ဆယ်ပုံတပုံလောက်တော့အကျိုးဆောင်အလုပ်ကလေးတွေကိုလုပ်နိုင်မယ်လို့မျှော်လင့်ရတာပဲခက်တာကဒီကောင်ကနားလေးတယ်စားလဲတိတ်မတန်းစားလဲအဖက်ရှူနေစကားပြောရင်လဲတဒါလွဲပြီးအစီငုံမတဲ့ပြန်ဘူးအလုပ်လည်းမရှိဘူးတူတုံစင်းညီကိုမောင်နှမရင်းချာတွေရဲ့အိမ်တွေလဲပြီးသူများမတဒါရေသာစားရင်းနဲ့သူ့ဘဝသူသွားနေတာ ကျွန်တော်တို့စာရေးဆရာဆိုပြီးဒီကောင်မှခင်းနေကျွန်တော်စာလေးတပုတ်မှမဖတ်ဘူးတရင်စာတော့ဖြောင်ဖြောင်တန်းတန်းမဖတ်နိုင်ပဲကျွန်တော်ကိုစာရေးဆရာ စာရေးဆရာနဲ့လေးလေးစားစားကြီးကိုပေါင်းတင်နေတာလူဘဝမှာအောင်တန်းမြင့်လို့မိတ်ဆွေမျိုးရာခဲ့ပါပြီချင်းလို့ကျွန်တော်တန်တော်ဝမ်းသာရပါတယ်အောင်တန်းမြင့်ပြီးမှခရီးရန်ဘာသာဝင်ဘယ်လိုအိန္ဒိယမျိုးနွယ်ဝင်မှန်းကျွန်တော်မသိတဲ့ကလာလီဘာနာတီထိုင်းနေတယ်စီပေါ်လီဖောင်ရင်လမ်းဘက်ကိုငေးနေတယ် ဘာနာဒီငငယ်ကလေးကသူ့အမေဆုံးခဲ့တယ်။သူ့ဘေးဦးဖေးလေးဆုံးလာတော့မကြသေးဘူး။သူ့ရဲ့တဦးထီးတော့အကိုရင်းကမြကြီးနာရောက်နေတယ်။ဘာနာဒီကသူ့ငွေရတဲ့အိမ်ကိုရောင်းလိုက်ပြီးဝယ်လိုက်တဲ့အိမ်ရှင်တွေစီမှာပဲပြန်ကတ်နေတယ်။ဒီကောင်လေးဂီတာလေးမဖြစ်ချောက်ချက်တီးတက်ခောက်တက်တာကလွယ်လို့ဘာမှမလုပ်တတ်တော့ငတ်တလေပြက်တလေပဲမနေ့9နာရီလောက်ရှိပြီမနေ့ကလေးကရွာထဲမှာအခုထိတဖွဲဖွဲနဲ့အေးအေးဆေးဆေးဆွေးနေတုန်းပဲ ။နေအောင်ကဖြူဆွဆွနဲ့နေလုံးကိုလုံးဝမမြင်ရသေးဘူး။ဆွဆွပူအိုက်ပြီးကျွန်တော်တို့ရှိတဲ့မြို့မတစ်တတစ်မဟောင်းတဟောင်းစီကိုအီကွေတာရာသီဥတုအလေရောက်လာတဲ့ပုံပဲ။ဒီလိုမျိုးမိုးလေဝသအခြေအနေလောက်မှာအိမ်ပြင်မထွက်ပဲအိမ်ထဲမှာအင်ကြီးပပလေးဝေးလို့စေပေါ်လေးကလေးဖွာလို့စာရေးစာဖတ်လုပ်နေဖို့ပဲကောင်းတော့တယ်။ဒူဂျင်နာဆန်နာဖြစ်နေတာကဘဝလို့ပြောကြရဲမဟုတ်လား။လူကျင်တာကလေးတွေကိုတအားသမျှဖြည့်ဆည်းနိုင်အောင်ကျွန်တော်လမ်းထိပ်ကကော်ဖီဆိုင်မှာရောက်နေတယ်။ ဘာနာဒီနဲ့အောင်တန်းမြင့်ဘာဖြစ်ချင်နေကြသလဲကျွန်တော်မသိဘူးကျွန်တော်ကတော့ဒီကနေ့ငွေနည်းနည်းလိုချင်နေတယ်မနေ့ပြန်ဆိုတာကိုကျွန်တော်မယုံဘူးအမေရိကန်လိုင်းတစ်စာရေးဆရာ Harper Selvine JR ရေးသားတဲ့ Another Day Another Dollar ဝတ္ထုကိုကျွန်တော်အမှတ်မထင်သတိရလိုက်တယ်ဒါပေမဲ့ဒီအချိန်ပစ္စုပန်တဲ့တဲ့ကြီးမှာအမှုပညာအာယုံတွေစပီးဝင်စားမှုတွေကိုကျွန်တော်မိထားမှာဖြစ်မယ်။ကျွန်တော်အဖို့ကတော့ just now ပဲအခုချက်ချင်းပဲ ျွန်တော်အဖို့ရအချင်းရဲ့အတိတ်ပဲဟာအခုချက်ချင်းကာလပဲအခုဆိုအခုနောက်တနာရီနောက်တမီနဲ့နောက်တစ်စက္ကန့်တော့မဟုတ်ဘူးကျွန်တော်အခုငွေနေနေလို့တယ်အောင်တန်းမြင့်မင်းငါတို့နဲ့အလုပ်လိုက်လို့မလားလို့ကျွန်တော်ကကော်ပီဆိုင် တစ်ဆိုင်လုံးနာမကအပြင်ဘက်လမ်းမကအထီးချားနေလောက်တဲ့အတန်မျိုးနဲ့အော်မိလိုက်တယ်အောင်တန်းမြင့်ကဘယူတီပြူကြောင်နဲ့ညလုံးနဲ့ခေါင်းချိန်ပြတယ်စဉ်းစားအောင်နော်မင်းကိုယ်ရညီမတွေတိသွားကြရင်တိတ်ခါကြရဲဆိုပြီးမင်းကိုထမင်းမကျွေးပဲနေအောင်မယ်စဉ်းစားအောင်ဟုတ်တယ် စဉ်းစားအောင်ဗျာလို့ဘာနာဒီကပါဝင်ပြောတယ်။ဘာစဉ်းစားကြလို့တလဲအခုဆိုသူစရာအလုပ်မှမဟုတ်တာလို့အောင်တန်းမြင့်ကသူ့ပင်ကိုယ်တန်အရှရှကလေးနဲ့ပြောတယ်။ဒီကောင်ကန်ဆိုးပုံကတော့နားပိတ်နားပင်ဖြစ်နေုံမကဘူးအတန်လေးပြုံးနေချို့ရင်းပြီးတော့နာတာချေပန်းနာရင်ကျက်ယောဂတဲ့တယောက်အတန်ဝင်နေတယ်လို့မျိုးအငြင်းတန်အတန်ကြောင်အဲ့အဲ့ဖြစ်နေရှာတယ်အခုတို့ဒုစရိုက်ကိုလူတွေကမရှောင်ကြဘူးကွာငါတို့အခုလုံးမဲ့တမအာစီဘအလုံးမျိုးကိုတော့ရှောင်ကြတယ် မုံလဲမုံကြတယ်လို့ကျွန်တော်ကပြောတော့ဗာနာတွေကခူးမဆိုင်ပါဘူးဗျာလို့ခတ်တူတူပြောတယ်ကျွန်တော်တို့ပြောတာတွေကိုမကြားတဲ့အောင်တန်းမြင့်ကကျွန်တော်တို့မျက်နှာနှစ်ခုကိုကြောင်ကြောင်ကြီးနဲ့အပြန့်ပြန့်အလန်လန်ကြည့်နေချတယ်တကယ်တနာစရာနှထိုင်းပဲဝိုင်းနေကြည်ခွဲစရာလေးကောင်းနေပြန်နေလို့ကျွန်တော်တွေးမိပြန်တယ်ကျွန်တော်နဲ့ဗာနာဒီကတမင်းစားဖို့အတွက်လူတကာမလုပ်ချင်တဲ့အလို့ကိုအောင်းအီးပြီးလုပ်ကြမှာအောင်းတန်းမြင့်ကဘာကြောင့်လုပ်မှာလဲဒီကံကိုတမင်းကိုရှာစရာမှမလိုတာ အကိုနဲ့အမအရင်ချာတွေကသူ့ကိုနှစ်ပေါင်းများစွာထမင်းကျွေးလာခဲ့ကြတာတကဘာလုံးအတီဒီကောင်ကိုတမထကြောင်ကြောင်းနေတဲ့နာလီဒုက္ခိတာဆိုပြီးခွင်းလို့စိတ်တဝက်လူလေလူဖို့ဆိုပြီးမရှုစိတ်မတရာစိတ်တဝက်နဲ့မိသားစုကစောင့်ရှောက်ထားခဲ့ကြတယ်ဆိုတာကျွန်တော်နားလေတယ်ဒီကောင်ငွေမလိုဘူးကျွန်တော်ကငွေလိုတယ်အရင်ပြုတ်လို့ဈေးမရောက်နိုင်တဲ့အပြင်တမတာမမှန်လို့တရှောင်းချောင်ဖျားနေတဲ့ဇနီးအတွက်ကျွန်တော်ငွေရှာပေးရမယ်ဘာနာဒီလည်းငွေလိုတယ် ဒီကောင်ကဘာသာကွဲလူမျိုးကွဲဖြစ်တဲ့အပြင်တကောင်ချက်ဆိုတော့ကိုထမင်းကိုရှာစားရမှာဖြစ်မယ်။တလောကပဲအရက်ပုံးရောင်းနဲ့အိမ်နောက်ဘေးကပြက်နေတဲ့ဝက်ချံကိုသွားပြင်ပေးတာငွေလေးရအရက်လေးတဝတောက်ရထမင်းလေးတနက်စားခဲ့ရတယ်။အခုလုံးမဲ့အလုပ်အတွက်ဘာနာဒီမှာဘာမှတွန်းဆုတ်စရာနေ့စရာမရှိဘူး။ပြဿနာကအောင်တန်းမြင်မယ်။အမြဲတမ်းကော်ပီမှုန့်ရောင်ရှက်အင်းကြီးကိုစိတ်ပရိကြီးအိတ်ကတ်တဲ့ထဲရင် ဖះရသွားသွားနေတဲ့ကောင်ကလူကမလုရှင်ကြတဲ့အလုပ်ဝင်လုပ်နေတာတွေ့ကြရင်တက်တီတွေဘာဖြစ်ကုန်ကြမလဲရေစရာပဲဖြစ်မလားကဲ့ရဲ့လောင်ပြောင်စရာပဲဖြစ်မလားကျွန်တော်စိုးရိမ်တာကတော့အောင်တန်းမြင့်ရဲ့ညီအကိုမောင်နှမတွေကကျွန်တော်တို့စာရေးဆရာတယောက်ကအယူကိုညာခိုင်းနေလို့အထင်လွဲကြမှာကိုပဲဘာပြောပြောအောင်တန်းမြင့်ကအစေယောဂတယ်မှမဟုတ်တာအသက်30ရွယ်ပရိစိတ်တရားထိုင်နေတဲ့လူမျိုးလူအေးတကူပဲရှိတယ်ကျွန်တော်အထင်ပြောရရင်ဒီကောင်ကွာတာခရက်ကက်ဖြစ်နေတယ် အုံနောက်လေးပုံတပုံပြက်နေတယ်။အလုံးမပြီးခင်ကဖျားသွားအောင်မယ်ဆိုပြီးထလစ်သွားရင်ကျွန်တော်နဲ့ဘာနာဒီတို့နှစ်ယောက်ပြသွားနိုင်နေ။ကဲခုကလေးကငါပြောထားမယ်။ငါကအလုံးချထားတာဆိုတော့ရမယ်ငွေ9000လေးက9000ယူမယ်။မင်းတို့ကတယောက်2500စီယူ။2500စီယူကျင်းနဲ့ကြလားလို့ကျွန်တော်អော်မေးတယ်။အောင်တန်းမင်းကခေါင်းချိန်ပြတာနှစ်ခါတော့။ဗန်နာတွေကမြေပြေခဲရှုံးတော့အောင်ဖြူစင်ဖွေးလက်တဲ့သွားတွေပေါအောင်ပြုံးနေ။ ဘာမကျင်းတဲ့ဆရာရှိလဲဗျာကျွန်တော်တို့ကလူမျိုးတွေခမားကမိမရှိတယ်မိမကိုကြွေးဖို့ပို့ယူရမှာပေါ့လို့ဘာနာရီပြောတာကိုနလေးအောင်တမ်းမြင့်ကဘယ်လိုကြားရမသိဘူးအောင်မဲသူတို့လင်မယားကအလုပ်ရှိကြတယ်ကွာသူမိမကဈေးတယ်သူကစာရေးဆရာငါတို့က190 130ပြီနလေးကသူ့စကားသူသဘောကျပြီးရေနေပါလေရောမနေ့9နာရီခွဲတက်တာလောက်မှာကျွန်တော်တို့ကော်ဖီဆိုင်ထဲကထွက်လာခဲ့ကြတယ် ဘာမှဝယ်မစားပဲလက်ဖက်ရည်ကြမ်းတို့အလကားတော့အမိုက်ပုံးတဲ့ကိုတတွေးတွေထွေးချခဲ့စစ်လိပြတွေဇပွဲပေါ်မှာခြံခဲ့ကြရတဲ့ကျွန်တော်တို့ကိုဆန်းရှင်တဲ့ဇပွဲတို့တွေကချိန်ဆနေကြမှာပဲအဲ့ဒါလိုချိန်ဆရင်လေအချိန်တထောင်မြောက်ချိန်ဆခြင်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ကျွန်တော်တို့ကအမြဲတမ်းလိုလိုလာထိုင်ကြပြီးဆယ်ခွေတခွေလောက်သာငွေပေးပြီးဝယ်ယူစားသုံးတတ်ကြတာကိုမိုးကဖွဲ့ဖွဲ့ကလေးကြနေတော့နောက်ပဲကောင်းငယ်မှာအုံမိုင်းမောင်ရည်နေတယ်ဒါတဘာဝမကြတာလားတဘာဝပဲလားတော့မသိဘူး ကျွန်တော်ကတော့မိုးရွာနေတာကိုကြိုက်တယ်။အခုလောက်ရမယ့်အလုပ်ကနေဘူးကျဲကျဲကြီးဆိုရင်နေလန်းခံရတယ်လို့ဖြစ်ပြီးကျွန်တော်တို့အသားတွေကျက်သွားနိုင်တယ်။ရေထဲမှာလောက်ရမယ့်အလုပ်ဆိုပေမဲ့ရေကတိမ်တိမ်လေးဆိုတော့နေပူရင်ရေတွေပါပူလာပြီးကျွန်တော်တို့တွေရေနွေးအိုးကြီးတစ်လုံးနဲ့ဆင်းလောက်ရတယ်လို့ဖြစ်လိမ့်မယ်လို့ကျွန်တော်တွေးမိတယ်။တွေးတာတွေးနေမိတာဒီလိုမျိုးကျွန်တော်တက်တက်မှာတခါမှမလုပ်ဘူးဘယ်လိုခက်ခဲမလဲဘယ်လိုပြင်းမှန်းမလဲဆိုတာတွေကိုမန်းစာတွေးတော့ကြည့်ရုံပဲ လက်တွေ့မျက်မြင်ကိုယ်တိုင်ကိုကြလုံကြည့်တော့မှအလုပ်ရတဲ့တွေကိုခန်းစားခွင့်ရမှာဘယ်လိုမဆိုကျွန်တော်ကငွေရဖို့ပဲအာယုံထားခယူးဆိုင်နေပါလေငွေနဲ့အရာရာကိုဖန်တီးနိုင်တယ်လို့တူဆောင်းစကပုံတစ်ခုကဆိုတယ်လေဟုတ်ပါမလားပြင်းမှန်းဆင်းရဲမှုတွေဂုံတိတ်ကညှိုးနှဲမှုတွေမောပန်းဆာလောင်မှုတွေမိမိကိုမိမိစိတ်ပြည့်ညွန်ရှာမှုတွေကိုငွေကြီးကကုစားနိုင်မလဲလား Time is a great physician. အရှင်ဟာမဟာသမားတော်ကြီးလို့လေသူဆောင်တွေကစိုးရိုးတစ်ခုပြုခဲ့ကြပါသေးတယ်။အဲ့ဒီလူတွေဟာအအေးပိုင်းဒေသတွေမှာနေရတော့ချမ်းချမ်းစီစီနဲ့မီးလုံရင်းတခြားဘာမှမလုပ်ဘဲတောင်တွေးမြောက်တွေးတွေးမိရာကစိုးရိုးစကားဆန်ဆန်ညီတိဆောင်ဖို့ကိုယ်ယူကားရတွေပြောမိရေးမိကြတယ်နဲ့တူပါတယ်။ကျွန်တော်ကစာရေးဆရာဆိုပေမဲ့စာပေတွေကအသည့်တွေကိုယာနှုံးပြမယုံကြည်ဘူး။ကျွန်တော်ရေးတဲ့စာလူပြစာတွေကိုလည်းစာဖတ်သူတွေအကျဉ်းနဲ့လက်ခံကြရမယ်။ ်နှစ်သက်ယုံကြည်ရမယ်လို့လည်းကျွန်တော်မမျှော်လင့်ဘူးကျွန်တော်ကလက်တွေ့အသုံးချအကျိုးဖြစ်ွားတာကိုယုံတယ်သို့တော့ကိုယ့်အတွက်ကောင်းကျိုးဖြစ်ပြီးတပားသူအတွက်အဆိုးကျိုးတက်ရောက်စေတဲ့အလုပ်မျိုးတော့ကျွန်တော်ရှောင်တယ်ဆိုပါစို့အခုမကြခင်ကျွန်တော်နဲ့အပေါင်းအသင်းနှစ်ယောက်တို့အလုပ်တစ်ခုလုပ်ကြတော့မယ်ကိုအတွက်မဆိုးစလောက်စိုးစိုးခံစားရပြီးတပားသူတွေကောင်းကျိုးရရှိကြလိမ့်မယ်။တစ်ချိန်တည်းမှာကျွန်တော်ငွေရမယ်။အစိုးရကနေအကောင့်ရှာတဲ့အလုပ်ပေါ့ မူမစဲသေးဘူးကျွန်တော်ကိုအလုလာဆက်တဲ့ဈေးကောင်စီဝင်တာဝန်ရှိသူနဲ့သူ့ရုံးခန်းမှာကျွန်တော်တို့သွားတွေ့တယ်သူချိန်ထားတဲ့အချိန်ပဲသူနဲ့ကျွန်တော်နဲ့ကတလန်းနေနေကြတာဆိုတော့မြန်မှန်တန်းနေကြတဲ့အပြင်ညနေဘက်ဘုံဆိုင်မှာလည်းဆုံတက်ကြသေးတယ်ကျွန်တော်ကိုစားရောင်းပေးရောင်းရောင်းအလုံးရှိအကင်ရှိမွေးတီဆုပ်ပြတ်နေတဲ့အကောင်လိုပဲသူကမြင်ထားပုံရတယ်ပြီးတော့ကျွန်တော်ကိုအခွင့်အခါကြုံတော့အကျိုးတူစီးပွားရေးပူပေါင်းဆောင်ရွက်ဖို့ဖိတ်ခေါ်ကမ်းလှမ်းလာခဲ့တာပါပဲ ခုချိန်မှာကျွန်တော်ကတရားဥပဒေဘောင်ထဲမှာလုံနိုင်တဲ့အလုပ်မှန်သမျှငွေကြေးထိုက်တန်မယ်ဆိုရင်ပေါ့လုပ်ဖို့အသင့်ပါပဲအလုပ်ရွေးတဲ့လူပြင်းတွေအတွက်တော့ငွေရင်းနဲ့မှတည်ချားတယ်အဲ့ဒီလူငနေတွေအတွက်ငွေရင်းဟာစက်ကြဝဠာတနေရာကအတွင်းနဲ့ကြီး black hole ထက်တောင်ပိုပြီးနဲ့နေမှာပါပဲကျွန်တော်ကစာရေးဆရာအညတရပုံမှန်ဝင်ငွေမရှိဘူးကျွန်တော်ပါစက်နဲ့ကျွန်တော်မိမပါစက်တွေကတော့ပုံမှန်အစားစားကြတယ်။ဒီတော့အစားစားဖို့ငွေရှာရအောင်မယ် စာရေးပြီးငွေချတယ်ဆိုတာပါရမီရှင် စာရေးဆရာအချို့အတွက်သာဖြစ်တယ်။စာရေးတာကဝါသနာဆွဲကြီးပြီးစာမရေးရမနေနိုင်လို့ရေးတာ။အဲ့ဒါလို့နဲ့ကျွဲကူးရေပါငွေရတဲ့အခါရလာတာပါပဲ။ခုတလို့ကျွန်တော်စာမရေးဖြစ်ဘူး။အများပြောတတ်တဲ့ဝဟာရတွေအသုံးရရင်တော့ကုန်ကျန်းလေးရှာမရစံလင်းမဝင်လို့ပါပဲ။အဲ့ဒီတော့ရှင်းရှင်းပြောရရင်ကျွန်တော်ဟာယာယီတည်ဆုံးနေတဲ့မထင်မရှားစာရေးဆရာတစ်ယောက်ပေါ့။ အခုမကြခင်ပါပဲစာရေးဆရာဆိုတဲ့ဘဝရည်တည်ခြင်းနဲ့မအပ်ဆက်မလိုက်ဖက်တဲ့အလုပ်တစ်ခုကျွန်တော်လုပ်တော်မယ်လေထိုးသားမြင့်တက်စီတာမျိုးမဟုတ်ဘူးမြို့ဝမင်းနွားចောင်းထွက်တယ်လို့သာဟာတာနော်ပြီးပြောရတော့မှာပဲအော်သူရဲကောင်း၃ယောက်ပါလားအလုပ်ပေးမဲ့တာဝန်ရှိသူကကျွန်တော်တို့၃ယောက်ရဲ့ရွှဲဆူဆူညင်တိုးတိုးဒီဇိုင်းတွေကိုကြည့်ပြီးခနဲ့တန်းနဲ့နှုတ်ဆက်တော့ကျွန်တော်အကျင်အုံထဲမှာစူးကနေမြတ်သွားတယ်။ချက်ချင်းကျွန်တော်ဝေဒနာကိုမြှိပ်ပစ်တယ်။ ကျွန်တော်တို့၃ယောက်စလုံးကိုတာဝန်ရှိသူကမျက်မှန်းတန်းနေတာကိုရောင်63ဘောလို့တော့သူပြောတင်တယ်။ဟောဒီမှာလိုအပ်မဲ့လက်နက်ကိရိယာတွေလို့ပြောပြီးသူကအခန်းတောင်းကိုလက်ညှိုးထိုးပြတယ်။အခန်းတောင်းမှာတန်တယွန်းရှိကြီးတစ်လက်၊ရဲရင်ကြီးတစ်လက်၊တရုတ်ပြည်ကထုတ်လုပ်တဲ့တန်ရိုက်တူကြီးတစ်လက်လက်ထိုးလွှာတစ်စင်းတို့ကို စုပုံထားတယ်။ကျွန်တော်တို့နဲ့မရင်ပါတဲ့လက်သုံးကိရိယာတွေပဲဒါပေမဲ့ကျွန်တော်တို့ကအခြေတန်းစစ်မြေနယ်ပြင်ကိုအပူတပင်းထွက်ကြတော့မဲ့ကွန်မန်ဒိုတွေလိုလက်နက်ကိရိယာတွေကိုအပြေးလွှားကောက်ယူလိုက်ကြတယ်။ ။ဘာနာတွေကသွန်နှန်းချိုးတန်နဲ့ပလာယာပါတဲ့လက်ဆွဲအိတ်ကြီးတစ်လုံးကိုဟန်ပါပါကောက်ကင်လာဟိတော့ကျွန်တော်ပြုံးချင်လာတယ်။ဒီကောက်ကိုရှိရင်မကြခင်ကကြည့်ခဲ့ရတဲ့အပေါ်စားဖြော်ပြရေးစစ်ကားဗီဒီယိုတွေက African ကျေးစားစစ်သားတယောက်ရဲ့ရုပ်ပုံလွှာကိုဖြတ်ခနဲ့မြင်အောင်မိလို့ပဲ။ဟုတ်တယ်အခုကျွန်တော်တို့တော့လေမိုးတဲ့လီတဲ့ရွှွန့်တဲ့ရေထဲမှာအမိုက်တရအညစ်ကြီးဆိုတဲ့ရန်သူတွေနဲ့တိုက်ပွဲဆင်ကြတော့မှာမိုးကြီးတအားသေးပါစေလို့ကျွန်တော်ဆုတောင်းမိတယ် မိုးရီမိုးပေါက်ထူထူထဲထဲနဲ့ဆိုရင် ကျွန်တော်တို့ကိုအတိမိတ်ဆွေတွေကဘယ်သူဘယ်ဝမမမိကြတော့မှမဟုတ်ဘူးလေမမိသွားရင်ကျွန်တော်တို့ကိုလှုပ်လှုပ်ဒါပေမဲ့ဘယ်သူမှတော့ဝိုင်းကူလှုပ်ပေးမှမဟုတ်ကြဘူးဆိုတာကျွန်တော်ကြိမ်ပြောဝင်နေအော်လူတွေလူတွေနာမည်ခံအတိမိတ်ဆွေတွေလေရင်နောက်ကျောကိုဓာတ်နေထိုးဖို့ချောင်းနေကြတဲ့မိစားတွေမိုးကလည်းတပွဲပွဲနဲ့ပြင်းကြီးစရာဆွေလို့ကောင်းတော့နေအောင်ကလည်းမိုးဆက်တွေကို ဖြတ်ပြီးမီးတို့တငွင်ငွေပူလို့ အဲ့ဒါကိုတဲ့သွားအောင် ပြန်မှတ်မယ်ပြီးတော့တိုင်းနဲ့တိုင်းနဲ့နောက်ဘက်ကနေကြားကန်မယ်တိုင်းခြေတွေခိုင်သွားအောင်ဘေးကနေတက်တွေရိုက်သွင်းမယ်တက်နဲ့တိုင်းကိုတန်းန်းချိုးတွေနဲ့တုံမယ်ဖြစ်မယ်မဟုတ်လားရဲဘော်တို့တောင်ရှိသူကလည်းညိုတထိုးထိုးနဲ့ပြောနေတော့မှကျွန်တော်တို့သုံးယောက်ကရှုံရင်နောက်ကြည့်ကြည့်တယ်မှာတုံးလုံးလဲတော့မလို့ရိုင်စောင်းနေတဲ့သူမို့သူကအများသောအိမ်သားညုံမွေးကြီးကိုပြိုင်းသူငေးကြည့်နေမိကြတယ် တယောက်မျက်နှာတယောက်အားပေးတယ်လို့ပြန်ကြည့်နေကြရမယ်အစားအချင်းချင်းမကြည့်ရကြတယ်လို့လေပြတ်ခံထားရတဲ့ဥကောင်းကြီးတွေနဲ့ငြိမ်းလို့ကျွန်တော်တို့ရက်ွက်အစုံမှာရှိတဲ့အစီပင်သားရလက်အောက်ခံညာနန်းတီတာပြန်ကြစည်းကလေးဟာဖွင့်ကားစားအတုံးကတက်တက်ရရနဲ့အပြင်းပြေလမ်းလျှောက်ထွက်ဖို့တောင်ကောင်းနေနေရတခုလို့ကျွန်တော်ထင်နေဈေးဆိုင်တန်းတွေကကုန်းမှုမှုကလေးပေါ်မှာရှိကြပြီးဈေးအိမ်သားတွေကိုတော့အနှိမ့်ပိုင်းမှာဆောက်ထားတယ် နေ့နေ့လောက်ကြတော့အင်တန်ချုံမောလာပါတဲ့မိန်ကလေးတယောက်ဒါသမီးနှစ်ယောက်လေးရာရောဆင်းဆင်းရဲရဲဗိုလ်ဒီဘက်တီနဲ့အဖွားအိုကြီးပေါက်ဆာရုတ်ထွက်သွားတယ်လို့မြန်နှန်းတီတာလည်းအလှပြက်သွားတယ်အဆိုးဆုံးကတော့နှခမ်းတွဲအိမ်သားနှလုံးပဲကြားတလုံးမှတလုံးပေါ့ဆောက်ခါစားကအမိုးနဲ့အကာအသွတ်တွေကိုညီညူရောင်တွတ်တွတ်တုတ်စေးထူထူပိမ့်ပိမ့်တုတ်ထားခဲ့ပါသေးရဲ့နေ့နေ့ကြတော့အည်သွေးညံ့တဲ့ဆေးတွေကွာကြတွန့်လိုက်ကုန်ကြပြီးတန်ကြီးကိစ္စပြူလာကြတယ်။ကြားအင်တာကပူဆိုးတယ် မောင်မင်းကြီးသားတွေရဲ့ကျင်ငယ်ရေတဲကယူရစ်အက်ဆစ်ကြောင့်ကျောဖက်အကာတွတ်တွေရဲ့အောက်ခြေပိုင်းမှာစကားပေါက်တွေပေါ်လာကြတယ်။အံဝဲစရာတော့ကောင်းပါလေ။အခုတုံတုံလေးတော့မလို့ဖြစ်နေတဲ့အိမ်သားကြီးကကြားအိမ်သားမဟုတ်ဘူး။အပြည့်စည်အပေါက်ပြဲနေတဲ့မေမင်းကြီးမများရဲ့အိမ်သားပဲ။ဈေးအိမ်သားဆိုတော့မိမတွေအများသုံးမှာပေါ့။ဈေးတဲ့ဈေးဝယ်ဆိုတာကမတတော်ဝါတွေကအများစုကိုလောလောဆယ်အမျိုးသမီးတွေအိမ်သားအသုံးပြုလို့မရတော့တန်ရှင်းကျဲမာကြီးကိစ္စဘယ်နေရာသွားနေကြသလဲ။ ဒါတော့မသိဘူးကြားအင်တာဘက်ကိုတော့အသွာလာနေကြတာတွေ့ရရဲ့ကံကောင်းနေသေးတာကအခုထိ ကျွန်တော်တို့ရဲ့အတီကျွမ်းတယောက်တလေးမှမတွေ့မမြင်ရသေးတာပဲဒီကနေ့အလုပ်မပြီးမရှင်အတီတွေတဦးနဲ့မှမတွေ့ပြရစေနဲ့လို့ကျွန်တော်ဆုတောင်းခြင်းနေဒါပေမဲ့ဆုတောင်းခြင်းကိုကျွန်တော်မယုံဘူးမပူပါစေနဲ့ဖရားလို့ဆုတောင်းပြီးမိဘုံကြီးတဲကိုဘယ်သူခုံချရေးကြပါသလဲဈေးဆိုင်တန်းကိုအမြင့်မှထားတယ်အိမ်သားတွေကိုအနှိမ့်မှထားတယ် ဒီတော့မိုးရသည်ဆိုရင်ဈေးဆိုင်တန်းဘက်ကရေစိုးရေပုတ်မျိုးစုံဟာအင်းသားတွေရှိကြရအနေပိုင်းတွေကိုစုပြုံစည်းစင်ပြီးအင်းသားတွေတဝိုက်မှာရရန်ကြီးလို့ဖြစ်နေရောဒီတော့အင်းသားတွေစီသွားဖို့လျင်ရမ်းမပါတဲ့တက်သားတရားလီထိုးထားရတယ်တရားကလေးကပြ20လောက်ရှိတယ်တရားကအင်းသားတွေနားရောက်တော့အင်္ဂလိပ်အခရာတီပုံစံဖြစ်သွားတယ်ညာဘက်သွားရင်ဂျားအင်းသားဘယ်ဘက်သွားရင်မအင်းသား ကြားရင်နာနဲ့မရင်နာတို့ကဆယ်ပြေလောက်กว่าဝေးမှရှိကြတယ်။အိမ်နာတွေကိုတင့်မာသားတွေနဲ့အခိုင်အခန့်ဆောက်ထားကြပြီမေ။အောက်ခံမြေကပြောတော့အုပ်ဖနက်တွေကမြေကြီးထဲကျုံဝင်ကုန်ကြတယ်။စားဖြစ်ခြင်းလို့ခေါ်ကြတဲ့အင်္ဂဒီကန်တွေလည်းဖြည်းဖြည်းချင်းမြေကြီးအောက်နှိမ်စင်းသွားကြတယ်။အခုဆိုရင်စားဖြစ်ခြင်းအင်္ဂဒီကန်တွေဟာရေပြင်အောက်ရောက်လူလူဖြစ်နေကြပြီ။ရေပေါ်မှာ၆လက်မလောက်ပဲပေါ်နေတော့တယ်။အခုတည်းမိုးရေများလာမယ်ဆိုရင်အင်္ဂဒီကန်တွေရေမြုပ်သွားနိုင်တယ်။ အတက်ချရာတော့ရှိပါရဲ့ဒေနာတွေကယာယီပါမိုးကုံရင်ရေလုံးဝမမြုပ်နိုင်မပြိုကျနိုင်တဲ့အုတ်တက်အိမ်သားတွေတိဆောက်ဖို့အစီအစဉ်ရှိပြီးသားပဲဒီတမိုးတော့တီးခန့်ကြရပြီလိမ့်မယ်နောက်ခါလာနောက်ခါစီဆိုသလိုအရေးကြီးတာက အခုရိုင်းနေတဲ့အိမ်သားကိုပြန်မှတ်ပေးဖို့ပဲလေပြင်းတစ်ချက်ဝင်ဆောင်ရင်ကြားအိမ်သားကြီးပက်လက်လန်းသွားလိမ့်မယ်ကျွန်တော်တို့ဝါကြံ့ကြံ့ရေဖို့တွေ့တဲ့ဆင်းလာခဲ့ကြတယ်ဒူကောင်နာအထိခြေောက်တွေညှို့ဝင်သွားကြတယ် အောက်ခံပျော်စီစီနှုံးတွေထဲမှာခြေတော်တွေကိုအားဆက်ယုံပြီးရွေလျားကြားရတာပေါ့လေကျွန်တော်တို့ရွေလျားနေကြရတဲ့ရေပြင်ပေါ်မှာကျွတ်ကျွတ်အိတ်တွေကအများဆုံးပဲဟင်းရပုတ်တွေကြက်သွန်ခွန်တွေဝါနီတောင်အစုပ်အပြက်တွေကရေမြင့်နဲ့ပြင်မှာပျော်ပျော်ပါပါကြီးမျောနေကြတယ်ကျွန်တော်မျောလင့်ထားပြီးသားထူးရှည်စွန့်ပြစ်ပစ္စည်းတွေကို တွေ့စားပြူလာခဲ့ပါပြီတချို့ဝါတာတာတချို့ညိုတူတူနဲ့ ရေပြင်လိုင်းတုံကလေးတွေနဲ့လှုပ်စေးလှုပ်စေးဂျင်းကနေကြလေးရဲ့ဘာနှံ့အတက်မှတော့မရပါဘူးအဲ့ဒီထူးချယ်တွေဘယ်လိုရောက်လာကြသလဲအတိညာနဲ့နိုင်မဲတဲ့မိဘတွေရဲ့စီးမဲ့ကမ်းမဲ့ကလေးတွေရဲ့လက်ချက်ပါပဲဈေးသူဈေးသားတွေရဲ့ကလေးငယ်တွေဈေးမဈေးဝယ်ချမ်းသူတွေရဲ့ကလေးတွေဟာအိနာအတိဘယ်တော့မှသွားလို့မရှိကြဘူးသူတို့အကြောင်းပြချက်ကတော့အိနာကမုတ်အိုးခုံပေါ်မှာသူတို့မထိုင်ကြဘူးခြေနှင်းငုံတွေကသူတို့ထိုင်မှုအတွက်ကျေပြီး သိပြီးတော့ကျေပြန့်လို့နေဆိုတာပါပဲကျွန်တော်ဥဆောင်ပြီးတက်ညီလက်ညီလုပ်ငန်းစကြပါတယ်ကာယဖလကောင်းသူတွေမဟုတ်ကြပေမဲ့ကျွန်တော်တို့ရဲ့လျှို့ဝှက်ခွန်အားတွေဟာအံ့ဩလောက်စရာယုံပွင့်ထွက်လာကြတယ်ကြားကြားဆိုပြီးကျွန်တော်ကဝန်ကောင်းတန်ကြီးနဲ့ညာတန်ပေးလိုက်တဲ့အခါမှာအောင်တန်းမြင့်နဲ့ဘာနာတီတို့စီကလည်းတော်ရိုင်းတော်ဇိုးကြီးတွေရဲ့မန်သွင်းတံမျိုးတွေပောက်ကွဲပွင့်ထွက်လာကြပါလို့တယ်ဟောမိုးကတဲလာတယ် ကျွန်တော်ဆူတောင်းပြေးပြီပေါ့အရက်ရှင်းမြင်တာတလုံးဝေဝေဝါးဝါမှုန်မိုင်းသွားပါလေဈေးဆိုင်တက်မဲ့ကုန်းတန်းလေးပေါ်ကနေကျွန်တော်တို့ကိုထီကိုစီဆောင်းရင်လန်းကြည့်နေကြတဲ့အယောက်30လောက်ကိုဝါတတားပဲမြင်ရတော့တယ်သူတို့ပဲပြိတက်ကလေကျွန်တော်တို့လှူရှားမှုတွေကိုအရေးတွေလို့ပဲမြင်ကြရပါလိမ့်မယ်တာဝန်ရှိသူရဲ့ထီကြားကြီးကိုလည်းမတွေ့ရတော့ဘူးမိုးသေးလာလာနဲ့ငနေကြီးသူ့ယုံငန်းပြန်ပြေးပြီးမှတ်ပါရဲ့ ျွန်တော်တို့ကတော့ကိုလုတ်ဆရာရှိတာကိုအကောင်းဆုံးလုပ်နေကြတာပဲရှိသမျှခွန်အားတွေအကုန်ညှစ်ထုတ်ထားခဲ့ကြတော့ကျွန်တော်တို့မိုးရီထဲမှာရွှေသီးရှိပေါက်တွေကြာနေတယ်လို့ထင်မိတယ်ခံမှန်းကြီးတနာရီလောက်ကြာမှလုပ်ငန်းပြီးစီးသွားခဲ့ပါပြီ okay okay လို့တာဝန်ရှိသူကပြုံးပြုံးချွင်ချွင်နဲ့ရေရွတ်နေတယ်ငွေထုတ်ရှင်းတယ် သူနာကနေကျွန်တော်တို့ညင်ညစ်ပက်ပက်အကောင်သုံးကောင်ကို အမြန်ဆုံးထွက်ခွာသွားစီခြင်းနေတာဟာသူလူလားသွန်းဆန္ဒဖြစ်လိမ့်မယ်လို့ကျွန်တော်ပြောရည်တယ်။သူဟာငွေပေးပြီးကျွန်တော်တို့ကို အိမ်သားလို့အသုံးချခဲ့တာပါပဲ။ကိစ္စပြီးတာနဲ့မကြည့်ကျွန်တော်ဘူးဆိုတာကတော့တဘာဝကြပါတယ်။သူ့မှာအပြစ်မရှိပါဘူး။ငါတို့တန်ရှင်းသွားကွန်းကရေအိုင်ထဲမှာကြီးသွားရှူကြရအောင်လို့အောင်တန်းမြင့်ကခိုက်ခိုက်တောင်းချမ်းနေတဲ့ကြားကအရှွမ်းဖောက်နေသည်။ခမရပဲအဲ့ဒီမှာရေရှိုးပြီးတော့ရေထဲမှာစိတ်နေလို့ဘနာနာက ဗန္နာတွေကသွားတွေဖွဖွေးသွားဖွဖွေးတွေဖြင်းရင်နာနာကြီးကြီးអော်တယ်ဒီကလာလေးဟာအင်မတန်အတန့်ကြိုက်တဲ့កောင်တစ်ချိန်ကဆိုသူ့မျက်နှာမှာပေါင်တာနဲ့သူ့ကိုယ်ကအဖို့တန့်ရင်မွေးနဲ့တင်းလို့အခုတော့အသားမေ့ရတဲ့အထည်အညစ်အကြေးအမိုက်တရိုက်ရှင်ဆက်တွေလူနေတဲ့ဗန္နာတွေဟာကြောက်စရာယွန်စရာအနဲ့ရောင်တရေတကောင်နဲ့တူနေပါရောလားကျွန်တော်ကိုယ်တိုင်လည်းမိမိရဲ့အတ္တဘုံကိုမတည်စေရာ drive to တကူလို့ထင်မြင်ခံစားနေရတယ်။ မဖြစ်ဘူးကျွန်တော်အရက်ဖြူပြင်းပြင်းတစ်ခွက်လောက်အမြန်ဆုံးတောက်ချဖို့လိုအပ်နေပြီကျွန်တော်အိမ်ပြန်ရောက်တော့အိမ်ဘဝကနေဇနီးတွေကရေပလားနဲ့ကာဗိုလေးဆက်ပြားကလေးကိုလမ်းပြပေးတယ်သူမျက်နှာကြီးကလည်းကျွန်တော်တို့အိမ်ထောင်တဲ့တခြားလုံးမှာအကြီးတန်းဆုံးရှုံးမဲ့ထားလေရဲ့အဲ့ဒီကာဗိုလေးဆက်ပြားကလေးကုံတော့မှရှင်အိမ်မော်တက်ခက်ရှင်ပါလေးလုတ်ခဲ့တယ်လဲဆိုတာကျမသိပြီးပြီရှင်ရခဲ့တဲ့ငွေတွေကိုကျမလက်ထက်လာမထည့်နဲ့နော်အဲ့ဒီငွေတွေကင်ပြင်းရင်ကျမငရေကြီးမှလို့မိမကကြေကွဲဆိုးနေတဲ့အတန်နဲ့လမ်းပြောတယ် ်မင်းနေမကောင်းဘူးလေဆရာဝန်စီသွားဖို့ငငွေရှာတာပေါ့ရှင်စာရေးဆရာလားမင်းလားသမားလားဟေ့စာရေးဆရာလည်းအချိန်တိုင်းအိမ်သာတက်ရတာပဲငါလုတ်ခဲ့တယ်လို့ဟာကုတုလဲရဝမ်းလဲဝါတဲ့အလို့ကငါရေးတဲ့စာတွေဟာလူတွေရဲ့ကျမ်းမာရေးကိုအထောက်အကူမပြုဘူးဒီကနေ့ငါလုတ်ခဲ့တာကြောင့်ငါတို့ရက်ကွက်ကအမျိုးသမီးတို့ရဲ့ကျမ်းမာရေးဟာတတောင့်တနေရာမှာမြင့်တက်သွားပြီကွမင်းသားလည်းရဲ့လားဟမ် ကျွန်တော်နည်းနည်းမူးသွားသလားမသိဘူးအိမ်ပေါ်ရောက်ရေတုပ်အဝတ်လဲခေါင်းပြီးဖို့မန်ကြည့်လိုက်တော့ကျွန်တော်မျက်နှာကြီးကမန်ထဲကနေကျွန်တော်ကိုနှာခေါင်းရှုံပြနေတယ်နောက်ရက်တွေမှာကျွန်တော်ကိုမြင်တာနဲ့မတိမတာနှာခေါင်းရှုံတော့မြင်နှာခေါင်းရှုံကြတော့မြင်မျက်နှာတွေကိုကျွန်တော်မြင်ရောင်နေမိပါရဲ့ခင်ဗျာ ဒီကနေ့ဖတ်ပြခဲ့တဲ့ဝတ္ထုတို့လေးကိုချိန်ပြပြီးနာတော်တာအချိန်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာစင်သူကြီးကိုမောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းမာခြင်းများနဲ့တလုံးတဝပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ဟန်လင်းကစုမုံကောင်တောင်းရင်နောက်ထပ်ဝတ္ထုတို့များမှာပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ